ကျရှိနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကို စုစည်းတင်ဆက်ပေးသွားမှာပါရှုစားလိုက်အောင်ပါခင်ဗျာဥရောပချန်ပီယံလိချန်ပီယံတွေဖြစ်တဲ့ Paris Saint-Germain PSG အသင်းဟာသူတို့ရဲ့ပထမဆုံးသောတိုက်ကြီးများဖလားဘောလုံးပွဲကိုဒီဇင်ဘာလ18ရက်နေ့ကာတာနိုင်ငံဒိုဟာမြို့မှာကစားရမယ်လို့ FIFA ကကြေညာပါတယ် ိုင်ဘက်အသင်းကတော့အဲ့ဒီပွဲမတိုင်ခင်၄ရက်လိုမှကျင်းပမယ် Challenger Cup နောက်ဆုံး Playoff ကနေထွက်ပေါ်လာမှာပါဥရောပချန်ပီယံလိဂ်ချန်ပီယံတွေဖြစ်တဲ့ Paris Saint-Germain PSG အသင်းဟာသူတို့ရဲ့ပထမဆုံးသောတိုက်ကြီးများဖလား International Cup ဘူးလူပွဲကိုဒီဇင်ဘာ18ရက်နေ့ကာတာနိုင်ငံဒိုဟာမြို့မှာကစားရမယ်လို့ FIFA ကကြေညာလာပါတယ်။သူတို့ရဲ့ပြိုင်ဘက်ကိုတော့အဲ့ဒီပွဲမတိုင်ခင်၄ရက်လိုမှကျင်းပမယ့် Challenger Cup နောက်ဆုံး Playoff ကနေဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အရင် Challenger Cup မှာ Mexico ကဗဟိုအမေရိက Champion Cruz Azul နဲ့ Copa Libertadores Torres Pla ဘိုလူပွဲကအနိုင်ရတဲ့အသင်းတို့ကစားမှဖြစ်ပါတယ်။ဒီပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ Africa Champion တွေဖြစ်တဲ့ Egypt Club Pyramids အသင်းတို့ကထိတ်တိုက်တွေ့ဆုံရမှာပါ။လက်ရှိမှာတောင်အမေရိကပြိုင်ပွဲ Copa Libertadores ဟာ semi-final အဆင့်ကိုရောက်နေပြီးတော့ Brazil Club နှစ်သင်းပါဝင်ပါတယ်။ Palmeiras အသင်းက Ecuador က LDU Quito အသင်းနဲ့ရှင်ပြရမှာဖြစ်ပြီးတော့ Flamengo အသင်းကတော့ Argentina က Racing အသင်းနဲ့ရှင်ပြရမှာဖြစ်ပါတယ်။ Copa Libertadores ဖလားပိုလိုပွဲကို November 29ရက်နေ့မှာကျင်းပမှာပါ1960ပြည့်နှစ်ကနေ2004ခုနှစ်အထိတိုက်ကြီးများဖလား International Cup ဟာဥရောပချန်ပီယံနဲ့တောင်အမေရိကချန်ပီယံတို့ကိုထိတ်တိုက် ရှင်ပြိုင်စေတဲ့ပွဲဖြစ်ပါတယ်။ 2005ခုနှစ်မှာတော့တခြားတိုက်ကြီးတွေကချန်ပီယံတွေကိုပါထည့်သွင်းဖို့အတွက်ကလပ်ကဘာဖလားဖြစ်နာမည်ပြောင်းလဲခဲ့ပါတယ်။အဲဒီကလပ်ကဘာဖလားပြိုင်ပွဲကိုလည်းအခုနှစ်မှာအသင်း32သင်းနဲ့အတူ၄နှစ်တစ်ကြိမ်ကျင်းပတဲ့စနစ်အဖြစ်ပြန်လည်စတင်ခဲ့တာမှာ Chelsea ကပုံစံအသစ်ရဲ့ပထမဆုံးချန်ပီယံတွေဖြစ်လာခဲ့ပါတယ်။တိုင်ကြီးများဖလားပြန်ပွဲကိုမူလနာမည်အသစ်နဲ့ပြီးခဲ့တဲ့နှစ်ကမှပြန်လည်စတင်ခဲ့တာမှာ Real Madrid ကမက္ဆီကိုကလပ်ပါချူကာကိုအနိုင်ရရှိခဲ့ပါတယ်ရှင်။ နိုင်ငံလက်ရွေးစင်အတင်းအတွက်ပြပပွားကစားသမား9ဦးကိုနိုင်ငံသားဖြစ်ခွင့်ပြုရမှာစာရွက်စာတမ်းအတုတွေတင်သွင်းခဲ့လို့မလေးရှားဘောလုံးအဖွဲ့ချုပ်ကို FIFA ကတောက်ကြနေမှာဒဏ်ချင်းငွေအမေရိကန်ဒေါ်လာ4,300,000ချမှတ်လိုက်ပါတယ်။မလေးရှားဘောလုံးအဖွဲ့ချုပ် FAM အနေနဲ့2029အာရှဖလားချစ်စစ်ပွဲစဉ်တစ်ခုမှာကစားသမားတွေကိုအုံပြုနိုင်ဖို့အတွက်စာရွက်စာတမ်းတွေကိုလိမ့်လည်ပြင်ဆင်ခဲ့တာကြောင့်အခုလိုအေးအေးမှုတွေပြုလုပ်ခဲ့တာပါ။ နိုင်ငံလက်ရွေးစင်အတင်အတွက်ပြည်ပဖွားကစားသမား9ဦးကိုနိုင်ငံသားဖြစ်ခွင့်ပြုရမှာစာရွက်စာတမ်းအတုတွေတင်သွင်းခဲ့လို့မလေးရှားဘောလုံးအဖွဲ့ချုပ်ကို FIFA ကတောက်ကြနေမှာဒဏ်ချင်းငွေအမေရိကန်ဒေါ်လာ4,300,000ချမှတ်လိုက်ပါတယ်။လက်ရှိမှာတော့ဒီကစားသမားတွေကိုမလေးရှားလက်ရွေးစင်အတင်အတွက်ကစားခွင့်ဆိုင်ငံ့ထားပါတယ်။ မလေးရှားဘောလုံးအဖွဲ့ချုပ် FAM အနေနဲ့2029အာရှဖလားခြေစစ်ပွဲစဉ်တစ်ခုမှာကစားသမားတွေကိုအသုံးပြုနိုင်မှုအတွက်စာရွက်စာတမ်းတွေကိုလိမ့်လည်ပြင်ဆင်ခဲ့တာကြောင့်အခုလိုအေးအေးယူမှုပြုလုပ်ခဲ့တာလို့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီကကြေညာချက်မှာဖော်ပြထားပါတယ်။ပွဲစဉ်မှာပါဝင်ခဲ့တဲ့ကစားသမားအများအပြားရဲ့ကစားခွင့်တတ်မှတ်ချက်ပြည့်မီမှုနဲ့ပတ်သက်ပြီးတိုင်ကြားစာရရှိပြီးနောက် FIFA ကအေးအေးယူဆောင်ရွက်ခဲ့တာပါ။ အဲ့ဒီကစားသမားတွေဟာပြည်ပမှာမွေးဖွားသူတွေဖြစ်ပြီးဇွန်လတုန်းကဗီယက်နမ်ကိုလေးကိုကိုမရှိနဲ့အနိုင်ရခဲ့တဲ့အာရှဖလားချစ်စစ်ပွဲမှာပါဝင်ခဲ့ကြပါဗျ။အဲ့ဒီအနိုင်ရလက်ကိုတော့ပယ်ဖျက်ဖွယ်ရှိနေတာပါ။အဲ့ဒီကစားသမားတွေဟာစာရွက်စာတမ်းအတူပြုလုပ်မှုနဲ့လိမ့်လည်ပြင်ဆင်မှုဆိုင်ရာစည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ FIFA ကတောက်ကြားနေမှာပြောပါဗျ။ ဒါဟာနိုင်ငံတကာဘောလုံးပွဲတွေမှာစီးရင်သွင်းလိမ့်လည်မှုဖြစ်စဉ်တွေကနောက်ဆုံးတစ်ခုဖြစ်ပြီးနိုင်ငံခြားဖွားကစားသမားတို့လက်ရွေးစင်အသင်းအတွက်ကစားကွင်ပြောင်းလဲနိုင်နေဆိုတဲ့ FIFA စီးမြစ်တွေကို အခွင့်အကောင်းယူဖို့ကြိုးစားရတာကနေဖြစ်ပေါ်လာတာပါဒီလိုဖြစ်စဉ်မျိုးတွေမှာဘရာဇီးကကစားသမားတွေလည်းပါဝင်လေရှိပါတယ် အရှိတီမောဟာကမ္ဘာဖလားခြေစစ်ပွဲတွေမှာငွေစင်အတုနဲ့ကစားသမားတွေကိုထဲ့သွင်းရွေးချယ်ခဲ့လို့2023အာရှဖလားကနေ ထုတ်ပယ်ခံခဲ့ရပူပါတယ်။အီကွေတိုရီယယ်ဂီနီအမျိုးသားနဲ့အမျိုးသမီးအသင်းတွေလည်း2012လန်ဒန်အိုလံပစ်နဲ့2014အမျိုးသားကမ္ဘာဖလားခြေစစ်ပွဲတွေမှာအလားတူလိမ်လည်မှုနဲ့အရေးယူခံခဲ့ရပါတယ်။ဒီနောက်ဆုံးဖြစ်စဉ်ဟာမလေးရှားဘောလုံးလောကအတွက်ပိုပြီးအရှက်ရစရာဖြစ်နေတာပါ။ ဘာလို့လဲဆိုတော့သူတို့ရဲ့အတွေ့အကြုံရှိဆုံးအရာရှိတူဟာ FIFA ကောင်စီရဲ့ရွေးကောက်ခံအဖွဲ့ဝင်တူဖြစ်နေလို့ပါအဖေရန်ကကစားသမားအချက်အလက်စုံစမ်းမေးမြန်းမှုတွေကို FIFA စီတင်ပြခဲ့ရမှာပေါ်ပြပါကစားသမားတွေကိုအသင်းမှာပါဝင်ကစားနိုင်ဖို့အတွက်ပြင်ဆင်ပြုလုပ်ထားတဲ့စာရွက်စာတမ်းတွေကိုအသုံးပြုခဲ့ကြောင်းကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကပြောပါတယ် ကစားသမားတူချင်းစီကို12လကြာကစားကွင့်ဆိုင်းငံ့ထားပြီး Swift Front 2000ဒေါ်လာ2530စီတန်ရိုက်ခဲ့ပါတယ်။ FAM ကိုတော့ Swift Front 3သိန်းခွဲဒေါ်လာ4သိန်း3800ထောင်အထိတန်ရိုက်ခဲ့တာပါ။မလေးရှားကိုစားပြုအတွက်ကစားသမားတွေရဲ့ကစားကွင့်ရှိမရှိကိုလည်းဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ FIFA ကထပ်ပြောခဲ့ပါတယ်။ VNM Media တွေကတော့ဇွန်လပွဲစဉ်အတွက်သူတို့အမျိုးသားအသင်းကို399မရှိနဲ့အနိုင်ပေးလိမ့်မယ်လို့ဖော်ပြခဲ့ပေမဲ့ FIFA ကတော့မှတ်ချက်တစုံတရာမပေးသေးပါဘူး။ အိုင်ယာလန်ကစလို့တန်ဇန်နီးယားထိအမျိုးသားဘောလုံးအသင်းလိုဂိုအမှတ်တစိုက်ပါလေစည်းတွေတင်ထားတဲ့စင်နေရှိနေတဲ့တရုတ်လုပ်ငန်းရှင်ရှန်ယာဘင်းရဲ့တရုတ်ဇာတို့ထဲဆက်ယုံမှာစီချက်ခွန်ဆိုင်ယာစိုးရင်ပူပန်မှုတွေကြောင့်ကမ္ဘာဖလားနဲ့ဆက်ဆက်ကုန်ပစ္စည်းအော်ဒါအမှားစာတွေအပေါ်ထိခိုက်မိစေပါတယ်။အမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါတို့အင်ရှင်အဖြစ်ပူးတွဲခြင်းပါမယ်။လာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီတရုတ်ရဲ့ပို့ကုန်အချက်အချာရီဝူမျိုးက ကုန်ထုတ်လုပ်သူတွေအတွက်ကတော့ပုံမှန်ဆိုရင်ကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ကုန်ပစ္စည်း order အမှားစာအများပြားကိုရရှိနေတော့မှာပါ။အိုင်ယာလန်ကအစားတန်ဇန်နီးယားအထက်မျိုးသားဘော်လုံးအသင်းလူကိုအမှတ်တရစိပါလက်စည်းတွေတင်ထားတဲ့ဆင်တွေရှိနေတဲ့တရုတ်လုပ်ငန်းရှင် ရှန်ယာဘင်းရဲ့တရုတ်စာထိုးတဲ့ဆက်ယုံနှမတော့စီချက်ခွန်ဆိုင်ယာစိုးရင်ပူပန်မှုတွေကြောင့်ကမ္ဘာဖလားနဲ့ဆက်ဆက်ကုန်ပစ္စည်း order အမှားစာတွေအပေါ်ထိခိုက်နေပါတယ်။ မရိကန်မက္ကဆီကိုနဲ့ကနေဒါတို့အင်ရှန်ပြေပူရဲကျင်းပါမယ်လာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်တရုတ်ရဲ့ပို့ကုန်အချက်ချရီဝူမျိုးကကုန်ထုတ်လုပ်သူတွေအတွက်ကတော့ပုံမှန်အားဖြင့်ဆိုရင်ကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းအော်ဒါအမှားစားအများပြားကိုရရှိနေလိမ့်မှာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာဝါရှင်တန်နဲ့ပေကျင်းကြားကုန်သွယ်ရေးစစ်ကြောင်းနိုင်ငံတကာကဝယ်သူတွေအနေနဲ့ရှမ်းညာဘင်းရဲ့ဤဝဆက်ယုံလုပ်ငန်းလိုမျိုးကုမ္ပဏီတွေစီမှာ အော်ဒါအမှားစာတွေမှမှာခင်ခြေတုံချတုံဖြစ်နေရပါတယ်။ အရာဖေသတင်းဌာနကရှမ်းရဲ့စုညံပြပန်းခံနေတဲ့လုပ်ငန်းခွင်နေရာကိုတွားရောက်လေ့လာတဲ့အချိန်မှာရှမ်းကိုအာကစားအမှတ်တံဆိပ်အသုံးဆောင်ပစ္စည်းတွေကိုအပိသက်မုံမှန်မှုတွေလောက်ကင်နေတဲ့လုံပေါ်ကင်ဘတ်တွေကိုကြီးကြပ်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ဒီလုပ်ငန်းကိုလှုပ်လာတာ၁၀နှစ်ကျော်ပြီအဲဒီကာလတည်းမှာပြိုင်ပွဲတိုင်းနှိပါအတွက်ကမ္ဘာဖလားနဲ့ဆက်ဆက်ပစ္စည်းကုန်တွေကိုထုတ်လုပ်ပြီးလာခဲ့တာပါလို့ရှမ်းကပြောပါတယ်ဒီနေ့ကျတော့ကျွန်တော်တို့အမှားစားအတော်နည်းနည်းပဲယာထားသေးတယ်အကြီးဆုံးအော်ဒါမှာယူမှုတွေကလက်တွေ့မှာမရောက်လာသေးဘူး ဒါကအမေရိကန်အခွန်အောက်ကြောက်ဖြစ်နိုင်ပါတယ်လို့သူကပြောပါတယ်။စက်တင်ဘာ18ရက်ကစက်ရုံထဲမှာတော့အယောင်ဆုံးရောင်းကုန်ပစ္စည်းတွေနဲ့ပြည်နေတဲ့ကုန်သစ်တာတွေကအလုံသမားတွေရဲ့လုပ်ငန်းခွင်နေရာတွေမှာရှိနေတာကိုတွေ့ရပါတယ်။အလုံသမားတချို့ကအချုပ်ဆက်တင်တဲ့လက်စည်းပဝါတွေရဲ့အစွန်မှာအနာသက်အကွက်တွေကိုတက်ဆင်နေကြသလိုတချို့ကလည်းဩစတြေးလျစကလုံးစာရန်ထိုးထားတဲ့အစိမ်းနဲ့အဝါရောင်အထယ်စရှည်တွေကိုမီးဖို့တိုက်နေကြပါတယ်။ တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးဆက်မှာယာယီပြည်ငိမှုကိုအချိန်သက်တမ်းထပ်တိုးထားပြီးတော့နိုဗ ెంబ ာလမတိုင်မချင်းတနိုင်ငံရဲ့ကုန်တွေကိုတနိုင်ငံကမြန်မာရဲ့အခွန်တွေချမှတ်တာကနေရှောင်လွှဲထားစေခဲ့ပါတယ်။ဒါပေမဲ့နှစ်နိုင်ငံဟာဒပိုင်းလျှက်ကူးပစ္စည်းတွေနဲ့ TikTok နဲ့ပတ်သက်ပြီးတော့ဆက်လက်တကြောက်ကစဖြစ်နေပါတယ်။ကမ္ဘာမလားကျင်းပဖို့ကြားထဲမှာအချိန်ကိုလာတာကြံနေတော့တယ်လို့ ကုမ္ပဏီအနေနဲ့ပြည်စီအခုရေတန်းချေရှိမဲ့များပြားတဲ့ကုန်အမာစာတွေမှာယူလာမဲ့ဖောက်တယ်တွေကိုဆက်လက်စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ရှမ်းကညီးတွားပြောဆိုသွားပါတယ်ရှမ်းဂါဇာစစ်ပွဲကြောင့်အစ္စရေးကိုနိုင်ငံတကာအာဂါဇာပွဲတွေမှာပါဝင်ခွင့်ပိတ်ပင်ဖို့စပိန်ဝန်ကြီးချုပ်ပက်ဒရိုစန်ချက်ကတိန်းလာနေမှာတောင်းဆိုလိုက်ပါတယ်ဒီလိုတောင်းဆိုမှုနဲ့အတူသူ့အစိုးရကအစ္စရေးနဲ့ဒေါ်လာ125တန်းတန်စစ်ရေးဆိုင်ရာစာချုပ်ကိုဖျက်သိမ်းခဲ့တယ်လို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။စပိန်မှာတနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ကမ္ဘာအကြီးဆုံးစပိန်ပြိုင်ပွဲတွေကတစ်ခုဖြစ်တဲ့ Vuelta a España ရဲ့နောက်ဆုံးအဆင့်ပွဲစဉ်ကိုရပ်တန့်ဖို့ဖိအားပေးခဲ့တဲ့ထောင်နဲ့ချီဆန္ဒပြသူတွေပေါ်အလေးအနက်လေးစားမိကြောင်းစမ်းချက်ကပြောကြားခဲ့ပါတယ်။ဂါဇာစစ်ပွဲကြောင့်အစ္စရေးကိုနိုင်ငံတကာအာကစားပွဲတွေမှာပါဝင်ခွင့်ပိတ်ပင်ဖို့စပိန်ဝန်ကြီးချုပ်ပက်ဒရိုစမ်းချက်ကတရိန်လာနေမှာတောင်းဆိုလိုက်ပါတယ်။ဒီလိုတောင်းဆိုမှုနဲ့အတူ ူအစိုးရကအစ္စရေးနဲ့ဒေါ်လာ125တန်းတန်းစစ်ရေးဆိုင်ရာစာချုပ်ကိုဖျက်သိမ်းခဲ့တယ်ဆိုတာလည်းထွက်ပေါ်လာခဲ့ပါတယ်။တနင်္လာနေ့ကစပိန်မှာပြုလုပ်ခဲ့တဲ့ကမ္ဘာအကြီးဆုံးစပိန်ပြိုင်ပွဲတွေကတစ်ခုဖြစ်တဲ့ Vuelta a España ရဲ့နောက်ဆုံးဆင်ပွဲစဉ်ကိုရပ်တန့်ဖို့ဖိအားပေးခဲ့တဲ့ထောင်နဲ့ချီဆန္ဒပြသူတွေအပေါ်အလေးအနက်လေးစားမိတယ်လို့စမ်းချက်ကပြောကြားခဲ့ပါတယ်။ ယူကရိန်းကျူးကျော်မှုအတွက်ရုရှားကိုအရေးယူသလိုပဲအစ္စရေးကိုလည်းအရေးယူတင်တယ်လို့သူကဆိုပါတယ်။ဒီပြောဆိုမှုတွေကြောင့်ဒီစပိန်ပြိုင်ပွဲမှာအတင်းတင်းအနေနဲ့ပါဝင်တဲ့အစ္စရေးအပြင် စပိန်ရဲ့ကွန်ဆာဗေးတွေပါဒေါသထွက်ခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ရည်တည်ချက်ကရှင်းလင်းပြတ်သားပါတယ်။ရက်ဆက်ရုံမှမှုတွေဆက်ရှိနေသေးပြီးတော့ရုရှားရောအစ္စရေးရောနိုင်ငံတကာပြိုင်ပွဲတွေမှာမပါဝင်သင့်ဘူးလို့စမ်းချက်ကပြောပါတယ်။ ဂါဇာမှာအစ္စရေးလုံရက်တွေအပေါ်ဥရောပကအပြင်းထန်ဆုံးဝေဖန်သူတွေထဲမှာဒီစပိန်ကောင်းဆောင်လဲပါဝင်လာခဲ့ပါတယ်။ကုလသမဂ္ဂကတော့ပါလက်စတိုင်းတွေငမုတ်ခေါင်းပါမှုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။တချိန်တည်းမှာပဲစပိန်အစိုးရဟာအစ္စရေးဒီဇိုင်းထုတ်ဒုံးပစ်လောင်ချာတွေအတွက်ယူရိုတန်း900ဒေါ်လာ125တန်းနီးပါးတန်းစာချုပ်ကိုဖျက်သိမ်းခဲ့တယ်လို့ AFP ကတိုင်းလာနေမှာတွေ့ခဲ့တဲ့တရားဝင်စာရွက်စာတမ်းတစ်ခုကဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းဖက်ကလည်းဆန်ချက်အစိုးရကဂါဇာမှာလူမျိုးတုံးတပ်ဖြတ်မှုလုပ်ရက်တွေကိုရပ်တန့်စေဖို့ယူရတဲ့အစီအမံတွေကိုကျင်ညာခဲ့ပါတယ်။အင်္ဂလန်အသင်းကြီးပြတောမက်စ်တူဟဲဟာသူ့အသင်းကိုလာမဲ့နွေရာသီကမ္ဘာဖလားပွဲစဉ်တွေမှာတောင်ပန်နောက်တစ်ဖက်ကိုချိန်ကစားတဲ့ switch shot play နေရာလို့ရှာပေးပြီးတိုက်စစ်စတင်ခင်းပေးတဲ့လက်ပစ်ဘော long throw in နဲ့အဝေးဘောတွေပေးဖို့ကစားတာမျိုးအသုံးပြုစေလိုနေပါတယ်။ အင်္ဂလန်သင်းဟာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုဂေမှာလေးဘွယ်ကစားလေးဘွယ်နိုင်ရမှတ်အပြည့်နဲ့ထိတ်ဆုံးနေရာမှာရပ်တည်နေပါတယ်။အင်္ဂလန်သင်းနှီးပြသောမတ်စ်တူဟဲလ်ဟာသူ့ရဲ့အသင်းကိုလာမယ့်နွေရာသီကမ္ဘာဖလားပွဲစဉ်တွေမှာတောင်ပံနောက်တစ်ပတ်ကိုချိန်ကစားတဲ့ switch off play နေရာလွတ်ရှာပေးပြီးတော့တိုက်စစ်စတင်ခင်းပေးတဲ့လက်ပစ်ပေါ်နဲ့အဝေးဘောတွေပေးပို့တာမျိုးကစားတာမျိုးကိုအသုံးပြုစေလိုပါတယ်။ အင်္ဂလန်အသင်းဟာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုခေမှာလေးပွဲကစားလေးပွဲနိုင်ရမှတ်အပြည့်နဲ့ထိတ်ဆုံးနေရမှာရှက်တီနေပြီးတော့အင်္ဂါနေ့မှာတွားရောက်ရင်ဆိုင်ရမယ့်ဆာဗီယာကိုငားမှတ်ဖြစ်ဖြတ်ထားပါဗျ။ဂါရက်ဆောက်ကဲရဲ့အင်္ဂလန်အသင်းယူရို2024မှာတော့ကလိုမျိုးအဝေးပေးပို့နှုံ8.8ရာခိုင်နှုန်းထက်တူဟယ်ရဲ့အသင်းကခြေစစ်ပွဲမှာအဝေးဘောပေးပို့နှုံ4ရာခိုင်နှုန်းရောင်းနေနေခဲ့ပါဗျ။ဒါပေမဲ့ဒီလေးပွဲတက်ကနှစ်ပွဲဟာအန်ဒိုရာနဲ့ကစားခဲ့တာဖြစ်ပါဗျ။ ဂျပိုင်ထဲမှာပဲအင်္ဂလန်ဘောလုံးသမားဟာလောင်းသရိုနီးစနစ်တွေဟာမကြသေးခင်ကမှပိုအေးပါတဲ့ကဏ္ဍတစ်ခုဖြစ်လာခဲ့ပါတယ်။ပြန်ဘက်ဗန်နတီအေရီယာတဲကိုပေးပို့တဲ့လက်ပစ်ပေါ်နီးစနစ်ကပြန်လာပြီလို့ကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့မှအချိန်အများကြီးရှိမနေဘူးလို့တူဟယ်ကပြောပါတယ်။ဒါပေမဲ့ကမ္ဘာဖလားရောက်တာနဲ့ဒီယာရီအားလုံးအေးပါလာလိမ့်မယ်။ဒီတော့ကျွန်တော်တို့ကလောင်းထရိုအင်အကြောင်းကိုဂိုးသမားရဲ့အဝေးကန်တင်ပင်းမှုတွေအကြောင်းပြောလိုက်မယ်။ဘောလုံးကိုကွင်းလယ်ကနေကန်တင်တာမျိုးတော့မဟုတ်ပါဘူးလို့ဆိုပါရစေ။ အင်္ဂလန်သင်းဟာကမ္ဘာဖလားခြေစစ်ပွဲအောင်ဖို့ညွှန်မှန်းထားပြီးတော့တူဟာဟာကမ္ဘာဖလားခြေစမ်းပွဲတွေမတိုင်ခင်ကစားသမားတွေနဲ့အတူဂျာယက်နိုင်ငံကပွဲစဉ်၃ချိန်ထပ်မံရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့၄ရက်ကြာ၄ချိန်အတွင်းမှာအရာအလုံးကိုထည့်သွင်းလို့မရပါဘူး။ဒါပေမဲ့ဒီအရာတွေဟာအရေးပါလိမ့်မယ်ပြီးတော့စောင့်ကြည့်ကြတာပေါ့လို့တူဟာကပြောပါတယ်။ကျွန်တော်ရဲ့လက်ထောက်နည်းပြတွေနဲ့အတူပြန်ပြီးတော့စဉ်းစားဖို့လိုတယ်။ဒီစနစ်တွေအလုံးပြန်လာပါပြီ။လက်ပစ်ပေါ်ပေးနည်းတွေလည်းပြန်လာပါပြီလို့ဆိုပါတယ်။ ဂျာမန်လူမျိုးတူဟာရဲ့အင်္ဂလန်အသင်းနဲ့စာချုပ်ဟာအမေရိကန်၊ကနေဒါ၊မက္ကဆီကိုတို့မှကျင်းပမယ်။ကမ္ဘာဖလားအပြီးမှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်ရှင်။မြစည်းမရဲ့ Weekly Spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။